င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။ဆက်လက်တီရှိနေစေလေဖီအားနဲ့ရဝန်းအရှိန်နဲ့အထက်လေပွေလှိုင်းရဲ့မြန်မာနိုင်ငံဘက်သို့ဆက်လက်၍လျားနေမိအခြေအနေများကြောင့်ဧပြီ၁၁ရက်မှ၁၄ရက်အထိမြန်မာတနိုင်ငံလုံးမှာမိုးနှင်းငယ်မှ အတင်းတင်းဆက်လက်ရွာသွန်းနေဦးမှာဖြစ်ပြီးရခိုင်ကမ်းရိုးတန်းနဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်နေပြီးတော့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတွေမှာမိုးအတင်းတင်းမှမိုးများနိုင်ကြောင်းတွေ့ရပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊အေယာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။မြမပင်လေပြင်းလှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှာ မြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်တို့တွင်ငားပေမှရှစ်ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက်တရင်တင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရံရာနှုံး80ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရံရာနှုံး80ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်တိမ်အတင်းတင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍ နေရာကွက်ကြားမိုးရွာမီရွာရံရာနှုံး80ဖြစ်ပါသည်။လာမည့်9ရက်စာမိုးလေဝသအစီရင်ခံစား၁၁ရက်နေ့အတွက်ခန့်မှန်းချက် မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အရှေ့ပိုင်းအေရဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်အထက်ပိုင်း၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်စကိုင်းတိုင်းဒေသကြီး၊အထက်ပိုင်းမကွေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲ၊ကြံတပြည်လုံးတွင်နေရာကွက်ကြား၊မိုးထစ်ချုံရွာသွန်းပြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမန္တလေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်အထက်ပိုင်း၊ရခိုင်ပြည်နယ်နှင့် ွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးမီရွာရန်ယာနုံးပြည်ဖြစ်ပါသည်ဆယ်နှစ်ရည်နှစ်အတွက်ခံမှန်းချက် ပဲခူးတိုင်းဒေသကြီးတောင်ပိုင်းအေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်အထက်ပိုင်းချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့်အနောက်ပိုင်းရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲကြံတပီလုံးတွင်နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးအေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်အထက်ပိုင်းကရင်ပြည်နယ်နှင့် အင်းမွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးမီရွာရန်ရာနှုံးပြည်ဖြစ်ပါသည်ဆယ်၃ရက်နှစ်အတွက်ခံမှန်းချက် စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေယာဝရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်အထက်ပိုင်းချင်းပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းတို့တွင် နေရာစိတ်စိတ်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကချင်ပြည်နယ်အောက်ပိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲကြံတပြည်လုံးတွင်နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးအေယာဝရီတိုင်းဒေသကြီးတနင်္ တာဟီတိုင်းဒေသကြီးချင်းပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းတို့တွင် နေရာကွက်၍မိုးကြီးမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။၁၄ရက်နေ့အတွက်ခန့်မှန်းချက် နေပြည်တော်ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရစိတ်စိတ်စခိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်နေရကျဲကျဲကြံတပီလုံးတွင်နေရကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်း ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးမီရွာရံရာနှုံးပြဖြစ်ပါသည်။၁၅ရက်နှစ်အတွက်ခံမှန်းချက် နေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်ကြံတပြည်လုံးတွင် နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည် မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်